တော်လန်ရန်ပုံငွေရှာဖွေရေးမှရန်နာလိုက်ပြီလို့ပန်ဆယ်လိုပြောစစ်အာဏာရှင်တွေကိုစန့်ကျင်လှုပ်ရှားခဲ့သူတဦးဖြစ်တဲ့ပန်ဆယ်လိုဟာတော်လန်ရဲ့အတွက်ရန်ပုံငွေရှာဖွေရေးဆောင်ရွက်မှုတွေကနေအပီးတိုင်ရန်နာတော့မယ်လို့ဒီကနေ့မနက်စက်တင်ဘာလ30ရက်နေ့မှာသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေအတိအပြီးပြောလာပါတယ်ဆယ်စုနှစ်များစွာကြာစစ်အာဏာရှင်တွေကိုဆန့်ကျင်ခဲ့ပြီးတော်လှန်ရေးနောက်ပိုင်းလဲလိုအပ်သမျှအစွမ်းကုန်ထမ်းဆောင်ခဲ့အပြင် ပြည်သူယုံကြည်မှုအင်အားနဲ့အမေရိကန်ဒေါ်လာ15တန်ဝန်းကျင်ကိုလည်းဒေါ်လာရေးအင်အားစုတွေအတွက်ရှာဖွေထောက်ပို့နိုင်ခဲ့ကြောင်းပန်ဆယ်လိုကရေးသားထားပါတယ်။တိုက်ခိုက်မှုတွေအမျိုးမျိုးရှိခဲ့ပေမဲ့ဒေါ်လာရေးအပေါ်တစ္ဆာရှိရှိပါဝင်ဆောင်ရွက်ခဲ့ရကနေဂုံတိတ်ခါပြပြစေတဲ့ဆွဆွဲချက်တွေကြောင့်အခုလိုရနာရတာဖြစ်ကြောင်းဆိုပါတယ်။ကျမရဲ့လူထုယုံကြည်မှုကိုစူးစီးနိုင်စွမ်းဟာပြည်သူတယောက်အနေနဲ့ဒေါ်လာရေးအပေါ်အကျိုးပြုနိုင်စွမ်းဖြစ်ခဲ့ပေမဲ့ကျမအတွက်ကတော့အစိတ်ပြန်ဖြစ်ခဲ့ပါတယ်။ ျမတယောက်တည်းကိုဥတီသောဂုံတိတ်ခါဖြစ်စည်းခြင်းတွေမိသားစုနဲ့ပတ်သက်သူအားလုံးစီရောက်ရှိလာတဲ့နာကျင်မှုတွေမလုံခြုံမှုတွေတစ္ဆာဆိုပါတယ်ဒီတန်တွေကိုကျမအစွမ်းကုန်အစွမ်းအားလုံးကုန်တဲ့အထိတောက်ခံခဲ့ပါတယ်လို့ပန်ဆယ်လူကရင်ဖွင့်ရေးသားခဲ့ပါတယ် လက်ရှိဆောင်ရွက်နေစေရန်ပုံငွေ project တွေနဲ့ပြည်သူတွေပေးပို့ထားတဲ့ဒေါ်လာငွေကြေးတွေအားလုံးကို NUG အစိုးရထံတရားဝင်အနက်မှာဖြစ်ပြီးဆွဆွဲချက်မဟုတ်ပဲတိကျတဲ့အရေးယူမှုတွေအတွက်လည်း NUG အစိုးရထံတိုင်ကြားနိုင်ပြီးစစ်ဆေးရေးမှုတွေကိုလက်ခံဖြေရှင်းသွားမှာဖြစ်ကြောင်းထည့်သွင်းရေးသားထားပါတယ်ရန်ပုံငွေရှာဖွေရေးကိစ္စရပ်များကလွဲရင်တော်လန်ရေးအတွက်ကျမထမ်းဆောင်နိုင်ရတာဝန်များကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းထက်ဆင့်ကတိပြုပါတယ်လို့ပန်ဆယ်လိုကထည့်သွင်းရေးသားခဲ့ပါတယ် Mm-hmm.